မြန်မာနိုင်ငံရဲ့ပညာရေးတိုးတက်ဖို့အတွက်ဆွေဒင်တန်ယုံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အလှမဲ့သက်ဆန်အန်တာဆန်အလုံးမဲမိကလာပေါင်းဗမိစနောင်းကနေကြွဆွလိုက်ပါတယ်အလှမဲ့တချို့ကပြန်ပွဲမဝင်ခင်မှာတော့နိုင်ငံအတွက်ဘလို့အကျိုးပြုပါမယ်ဆိုပြီးဂရီးတွေပေးတတ်ကြပေမဲ့လည်းပြန်ပွဲပြီးတဲ့အချိန်မှာတော့အပြောနဲ့အလုံးနဲ့မညီကြတော့ပါဘူးအနုပညာလောကထဲမှာအောင်မြင်ဖို့ပဲစူးစမ်းကြလိမ့်ရှိပြီးနိုင်ငံအတွက်အကျိုးရှိမဲ့အရာတွေကိုမေ့သွားတတ်ကြပါတယ် ဒါပေမဲ့ဆွေတင်မြန်မာကပြားမလီသက်ဆန်အန်တာဆန်ကတော့အလှမဲ့ပြိုင်ပွဲပြီးသွားတာတောင်မြန်မာနိုင်ငံအတွက်အကျိုးရှိစေမယ့်အရာတွေကိုပြုလုပ်နေတာပါသက်ဆန်က Miss Universe မြန်မာ2024အလှမဲ့ဖြစ်ပြီးလက်ရှိမှာမြန်မာနိုင်ငံကလူငယ်တွေအတွက်ပညာရေးတိုးတက်အောင်ကြိုးစားပေးနေတဲ့သူပါဆွေတင်တန်ယုံနဲ့ပူးပေါင်းပြီးတော့ပညာရေးအတွက်တိုးတက်မှုတွေရှိလာအောင်လှုံ့ဆော်ပေးနေသူပါသက်ဆန်ကမြန်မာနိုင်ငံသူစစ်စစ်မဟုတ်ပေမဲ့လည်းမြန်မာလူမျိုးတွေကိုတော့ပညာရေးမှာရှေ့ရောက်စေခြင်းနဲ့စေတနာရှိပါတယ် ဒါကြောင့်ဆွေတင်တန်ယုံနဲ့ပူပေါင်းပြီးဆောင်ရွက်ချိန်မှာနောက်ထပ်အစ်စ်တွေကိုလည်းစောင့်ကြည့်ပေးပါဦးလို့ပြောလိုက်တာပေါ့။သက်ဆန်ကဆွေတင်တန်ယုံကိုသွားပြီးတန်ယုံကတာဝန်ရှိသူတွေနဲ့တွေ့ဆုံကပိုကောင်းတဲ့ပညာရေးကိုရရှိဖို့ကြိုးပမ်းပေးနေတဲ့သူပေါ့။ Miss Universe ကိုတောင်ရောက်ရှင်ပြိုင်စဉ်တုန်းကလည်းပညာရေး project နဲ့ရှင်ပြိုင်ခဲ့သူဖြစ်ပါတယ်။မြန်မာနိုင်ငံကဒါကြဒါဖြေပညာရေးစနစ်ကိုမကြိုက်ဘဲကိုပိုင်းရေးချင်းနဲ့အမိခိုကင်းတဲ့ပညာရေးဖြစ်အောင်ပြောင်းလဲခြင်းတို့တရားဖြစ်တာကြောင့်ခိုင်မာတဲ့ပညာရေး project ကိုပြင်ဆင်သွားခဲ့တာပေါ့။ သက်ဆိုင်ရဲ့ project ကလူကြိုက်လဲများခဲ့သလို vote တင်လဲများခဲ့ပေမဲ့ဆုနဲ့တော့လွဲချော်သွားခဲ့ပါတယ်ဆုနဲ့လွဲချော်သွားပေမဲ့သက်ဆိုင်ကစိတ်မပြတ်ခဲ့ပဲပြိုင်ပွဲပြီးတဲ့နောက်မှာလည်းမြန်မာနိုင်ငံရဲ့ပညာရေးအတွက်ကြိုးပမ်းပေးနေပါတယ်သက်ဆိုင်ဟာနိုင်ငံခြားကပြန်ရောက်ချင်းမှာပဲမြန်မာနိုင်ငံရဲ့ပညာရေးနဲ့ပတ်သက်ပြီးចောင်းသူចောင်းသားတွေအတွက်တန်းနိုင်တဲ့ဘက်ကနေကူညီပေးသွားမယ်ဆိုတဲ့အကြောင်းကိုပြောခဲ့သေးတာပါရင်ချက်တဲ့သက်ဆိုင်ကဆုမရခဲ့တာကိုဘသူကမှလည်းအပြစ်မတင်သလိုသူ့အတွက်အတွေ့အကြုံကောင်းတွေရခဲ့တာကြောင့်အကောင်းမြင်စိတ်လဲထားနိုင်သူပါ professional model နဲ့ designer တို့ဖြစ်တဲ့သက်ဆန်ကသူစုရဖို့အတွက်မြန်မာနိုင်ငံကိုတမင်လာပြိုင်နာဖြစ်ကြောင်းပြိုင်ပွဲကာလတလျှောက်မှာပြောခံခဲ့ရတဲ့သူပေါင်းဒါပေမဲ့ဒီလိုပြောဆိုမှုတွေကမမှန်ကန်ပေမယ့်မြန်မာနိုင်ငံမှာတကယ်စေတနာထားသူဖြစ်ကြောင်း သူ့ရဲ့စူးစမ်းမှုနဲ့ပြသလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမွေးပြီးမြန်မာစစ်စစ်ဖြစ်ကြတဲ့တချို့အလှမဲ့တွေတောင်ပြိုင်ပွဲပြီးသွားတဲ့အခါမှာရုပ်ရှင်မင်းသမီးဖြစ်ဖို့ပဲစူးစမ်းအထောက်ကြပြီးအရင်ကပေးခဲ့တဲ့ဂရီတွေကိုမေ့သွားကြပေမဲ့သက်ဆန်ကတော့ပြိုင်ပွဲပြီးသွားလဲမြန်မာလူမျိုးတွေအပေါ်မှာစေတနာထားနေစေဖြစ်ပါတယ်။ထမ်းမြတ်တဲ့သက်ဆန်ကကဘာကျော် TED Talk အစီအစဉ်မှာလည်းပါဝင်ခွင့်ရခဲ့ပါတယ်။မြန်မာနိုင်ငံကအလှမဲ့တွေထဲ TED Talk မှာပြောခွင့်ရသူကမရှိသလောက်ကိုရှာပါပါတယ်။ ဒါပေမဲ့သက်ဆန်ကတော့ကိုပါရဲချင်းရှိသူတယောက်ဖြစ်တာကြောင့်ကဘာကျော်အစီအစဉ်တွေမှာပါဝင်ခွင့်ရခဲ့တာပေါ့။ TED Talk Show မှာပြောခွင့်ရဖို့ဆိုတာသက်ဆန်ရဲ့ဘဝမှာလှုပ်ချင်ခဲ့တဲ့အရာတွေထဲကတစ်ခုပေါ့။အရေးချင်းရှိတဲ့အလှမယ်ဆိုတော့သက်ဆန်လိုအလှမယ်ကိုရည်ညွှန်းတာဖြစ်ပြီးစူးစမ်းမှုမှာရောစိတ်နေစိတ်ထားကပါအမျိုးသမီးတွေအတွေ့ရစရာဖြစ်နေတာပေါ့။ ဒီလိုအရေးချင်းရှိတဲ့အလှမဲ့တယောက်ကမြန်မာနိုင်ငံကိုစားပြုတ်ဖြစ်တောင်းရုံရှင်ပြိုင်တာကိုလည်းပြည်သက်တွေကဂုဏ်ယူနေကြကောင်းနောက်ထပ်ပြိုင်ပွဲတွေရှင်ပြိုင်ရင်းလဲအပြေးသွားကြမှာဖြစ်ပါတယ်မြန်မာနိုင်ငံကိုချစ်တာကအပြောတတ်တာမဟုတ်တာကြောင့်မြန်မာနိုင်ငံကလူမျိုးတွေပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရအောင်ဆွေတင်တန်ယုံနဲ့ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့သက်ဆံကိုပြည်သက်ကြီးရောသဘောကျရင်လားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ